ဖုန်းတော်ကြီးကစစ်နေရှင်နဲ့တိုက်ခိုက်နေတော့ဂျေဆွန်ဟာဝူခုံကြောက်ရုပ်ကိုဒုံးနဲ့ရိုက်ချလိုက်ပါတယ်။ဒီတော့အလင်းရောင်နေဖျားထွက်လာကဝူခုံလည်းအသက်ပြန်ဝင်လာခဲ့ပါတယ်။ဂျေဆွန်ဆိုတဲ့လူဖြူကောင်လေးတစ်ယောက်ဟာတရုတ်တိုင်းကားတွေကိုအယူအမူဆွဲလန်းသူတစ်ယောက်ဖြစ်ပါတယ်။တိုင်းကားခူးကူးလေးတွေကိုတရုတ်အဖိုးကြီးတစ်ယောက်ရဲ့ဆိုင်မှာသွားဝယ်လေးရှိပါတယ်။တရတော်ဆိုင်ရဲ့အတွင်ငန်းလေးကပြုတ်ကျနေတဲ့မှောက်ထုတ်တဲ့တချောင်းကိုတွေ့သွားပါတယ်။ဆိုင်ရှင်အဖိုးကြီးရဲ့ဘူဘာဆက်ဆက်ထင်းထင်းလာခဲ့တာဖြစ်ပြီး ထိုတုတ်တံကိုပြန်လာယူမဲ့သူကိုစောင့်မျှော်နေကြတာဖြစ်ပါတယ်။ဂျီဆွန်ကသူ့ရဲ့အိမ်မက်ထဲကဒုံးနဲ့တူတယ်ဆိုပြီးပြောပေမဲ့အဖိုးကြီးကဂျီဆွန်ရဲ့စကားကိုအလေးမထားခဲ့ပါဘူး။ဂျီဆွန်ကတေယုတိုင်းကိုအလွန်ဝါသနာပါပေမဲ့ဘာတိုင်းမှမတက်တာကြောင့်ကျောင်းကငွေချင်းနဲ့အနိုင်ကျင့်တာကိုခံရလေရှိပါတယ်။အခုလဲဂျီဆွန်ကိုအနိုင်ကျင့်ရင်တယောက်ထဲနေတဲ့တေယုအဖိုးကြီးရဲ့ဆိုင်မှာဝင်ထွက်နေတာကိုသိသွားပြီးအဖိုးကြီးစီခေါ်သွားကတကားဖွင့်ခိုင်းလိုက်ပါတယ်။အဖိုးကြီးကဂျီဆွန်တယောက်တည်းထင်လို့တကားဖွင့်ခဲ့ပေမဲ့ တခြားသူတွေပါလာမယ်နောက်ကြမှာတည်သွားခဲ့ပါတယ်။သူတို့ကအဖိုးကြီးစီကပတ်စံကို အတင်းအောင်ပြီးလိုက်ရှာကြပါတယ်။အဖိုးကြီးကတပြားတယောက်ကို မှော်ထုတ်တန်နဲ့ရလိုက်တော့လူပိုကတနန်းနဲ့ပြစ်လိုက်ပါတယ်။အဖိုးကြီးကသူနာရှိနေတဲ့ဂျေဆွန်ကိုမှော်ထုတ်တန်ပြစ်လိုက်ပြီးထွက်ပြေးခန်းလိုက်ပါတယ်။လူပိုတို့အဖွဲကနောက်ကလိုက်လာကမျက်မြင်သက်သေဖြစ်တဲ့ဂျေဆွန်ကိုတနန်းနဲ့ပြစ်ဖို့လုပ်နေစမှာပဲဂျေဆွန်ဟာမှော်ထုတ်တန်ရဲ့ဆွေငင်ချင်းခံရပြီးတိုက်ပေါ်ကပြုတ်ကျသွားပါတယ်။သူနိုးလာတော့ရှေးခေတ်ကတရုတ်လူမျိုးတွေရဲ့အဝတ်အစားနဲ့ဖြစ်နေပြီး မော်တော့တန်ကလည်းအနားမှာရှိနေခဲ့ပါတယ်။အပြင်ရောက်တော့သူသိလဲရတာကတရုတ်ပြည်ရဲ့နေရာတစ်ခုကရွာလေးတစ်ရွာဖြစ်နေပါတယ်။သူပဲလူရောက်လာတာလဲလိုက်မိတော့မြေထဲမြောက်ပါလာတဲ့သူကိုအဖေါ့အိုတယောက်ကကဲပြေးထားတာမှန်းသိသွားပါတယ်။မကြခင်မှာပဲစစ်သားတွေရောက်လာကရွာကလူတွေကိုလိုက်တက်ပါတယ်။ဂျီဆွန်လည်းအဝေးကိုထွက်ပြေးခဲ့ပြီးအနောက်ကလိုက်လာတဲ့စစ်သားတွေနဲ့တွေ့နေစမှာပဲအမှုသမားတယောက်ရောက်လာကလာခဲ့သွားပါတယ်။အမှုသမားကမတိမြွနဲ့နှစ်သားလူရန်ဖြစ်ပါတယ်။ ဂျေဆွန်ကအင်ကိုပြန်ချင်းချောင်းပြောတော့လူရန်ကဂျေဆွန်ကိုရှိပြဟော်ကင်းနဲ့ကရှာဖွေသူပဲလို့ဆိုပြီးသူကြဘူးတဲ့ဟော်ကင်းကိုပြောပြပါတယ်။တချင်ကဝူခုံးဆိုတဲ့မြောင်မင်းဟာမော်ဒုတ်တန်အစွမ်းနဲ့သူ့ရဲ့နေကိုကာကွယ်ခဲ့ပါတယ်။ဒက်ကြီးငါးပါးတောင်မကကြောက်စိမ်းရှင်ဘင်းကြီးဟာနှင်းငါးရပြည်တိုင်းမဲမွင်တီစားပွဲတော်ကိုကျင်းပလေးရှိပါတယ်။ကောင်းငင်အကြီးအကဲတွေလည်းတက်ရောက်ကြပြီးမတိမျိုးတို့ရဲ့တက်ဆောင်စေးကိုတောက်ကြပါတယ်။သူပွဲတော်ကို မြောင်မင်းကမဖိတ်ခေါ်ပဲရောက်လာခဲ့ပါတယ်။မြောင်မင်းရဲ့အပြုအမူတွေက ကောင်းငယ်အကြီးအကဲတွေကိုပမာမခန့်လုံးနေတယ်လို့ဖြစ်ခဲ့ပေမဲ့ကျောင်းစင်းပြင်းကြီးကတော့မြောင်မင်းကိုနှက်တက်ခဲ့ပါတယ်။ဒါပေမဲ့စစ်နေရှင်ကြီးကတော့မြောင်မင်းအပေါ်မလုံမုထားရှိနေခဲ့ပါတယ်။ဒါကြောင့်ကျောင်းစင်းပြင်းကြီးနှစ်ငါးရာကြာတရားထိုင်မှုထွက်သွားတော့အာဏာရသွားတဲ့စစ်နေရှင်ဟာမြောင်မင်းနဲ့စီချင်းထိုးဖို့စိန်ခေါ်ခဲ့ပါတယ်။သူ့ရဲ့လှန်ချက်တွေကိုမြောင်မင်းကကာကွယ်နိုင်ခဲ့ပြီးသပင်တချောင်းကနေဖြစ်လာတဲ့မြောင်မင်းရဲ့ကိုပွားနဲ့ပါတိုက်ခိုက်ရပါတယ်။ မြောင်မင်းရဲ့ဒုတ်တန်းကြောင့်အရင်နေမှတိလာခဲ့တဲ့စစ်နေရှင်ဟာလက်နဲ့မပါဘဲတိုက်ခတ်ဖို့ပြည်ရဲ့တုံပြီးပြောပါရယ်စစ်နေရှင်ရဲ့စကားကိုယုံပြီးမြောင်မင်းလည်းမှော်တုတ်ကိုခြားထားလိုက်ပါရယ်စစ်နေရှင်ရဲ့ယုံမှမှုကိုနောက်ကြမှသိခဲ့ရပြီးသူဟာလည်းကြောက်ရွံ့အဖြစ်ပြောင်းသွားခဲ့ပါရယ်စစ်နေရှင်ကမတိမျိုးဖြစ်တဲ့မြောင်မင်းကိုတတ်လူမရခဲ့ပဲကြောက်သားထဲမှာပဲပိတ်သွင်းထားနိုင်ခဲ့ပါရယ်လူရန်လည်းသူကြားဖူးထားတဲ့အကြောင်းတွေကိုပြောပြပြီးခြေဆွအနေနဲ့အိပ်ပြန်ခြင်းရင်မော်တော်တံကိုဒက်ကြီးငါးပါးတောင်ပေါ်စီပြန်အဲ့ရမှာလို့ပြောလိုက်ပါရယ် ပတ်သက်ရှင်တို့ဂျေဆွန်ပေးလိုက်တဲ့ငွေကိုမြင်ပြီးဆိုင်ရှင်တွေကအံ့ဩနေကြပါတယ်။အဲ့ဒီအချိန်ကြောက်စိတ်စစ်သားတွေရောက်လာပြီးမော်ဒုတ်တံကိုတောင်းပါတယ်။လူရန်ကဂျေဆွန်ကိုတိုင်းတက်တယ်ထင်ကဆရာတင်ခဲ့ပေမဲ့ဘာမှမတည်မှန်သေးသွားပြီးသူကပဲကဲပြီးရပြန်ပါတယ်။နောက်ကလိုက်လာတဲ့စစ်သားနှစ်ယောက်ကိုစာကလေးဆိုတဲ့မိန်းကလေးကဓာတ်နဲ့ပြစ်ခါအကူအညီပေးပါတယ်။ဒီလိုနဲ့၃ယောက်သားစစ်သားတွေလက်ကလွတ်အောင် မြင်းနဲ့ထွက်ပြေးလာခဲ့ကြပါတယ်။စာကလေးကဓာကြီးငါးပါးတောင်ပေါ်ကိုသွားဖို့ရည်ရထားသူဖြစ်ပြီးအရက်မပိုင်ရင်ခီးဆက်လို့မရတဲ့လူရန်ကတော့ ရဏရတွေကိုဖျက်ပြီးသွားအောင်မှမို့လိုက်မပူချင်းချောင်းညှင်းဆက်ပါတယ်။ဂျေဆွန်တို့အကြောင်းသိသွားတဲ့စစ်နေရှင်ကဝင်ပလူကနေမူဖလာတဲ့ဆုံးမကိုဂျေဆွန်တို့စီလွှတ်လိုက်ပါတယ်။ဂျေဆွန်တို့လာတော့လူရည်နဲ့စကလေးတို့ကိုမတွေ့ရပဲမြင်းမော်ကဝစ်စုံပြူနဲ့လူကိုပဲတွေ့လဲရပါတယ်။သူကထူးဆန်းစွာစိုက်ကြည့်နေတာမို့ဂျေဆွန်လည်းအဝေးကိုထွက်ပြေးပါတယ်။ဂျေဆွန်လက်ထဲကမော်တုတ်တံကိုဆွဲလူပြီးထွက်ပြေးသွားပါတယ်။သူစဉ်လူရံလိုရောက်လာကအကြောင်းဆုံးသိသွားပြီးသူတို့နောက်ကိုကြီးစားတွေလိုက်လာမှန်းသိသွားကြပါတယ်လူရံတို့ကဝစ်စုံပြူကို စစ်နေရှင်လူလို့ထင်ပြီးနောက်ကလိုက်ခဲ့ပေမဲ့ဖះเจ้าနဲ့ဝင်သွားတော်မူအံ့ဩနေပါတယ်။သူအကြောင်းသိရအောင်လူရန်ကအထင်းဝင်ပြီးစကားပြောကဒုတ်တန်လူတော့တာရင်တိုင်းပညာပြန်ကြပါတယ်။နေရောက်စလုံးရဲ့တိုင်းပညာက လက်ရည်တူဖြစ်နေပြီးသူတို့တက်ထားတဲ့အယံမူတိုင်းနှံကောင်တိုင်းနဲ့ကြားတိုင်းတွေနဲ့ပါတိုက်ခိုက်ကြပါတယ်။လူရန်ကဖုန်းတော်ကြီးကိုစစ်နေရှင်အတွက်မုံတို့တန်ကိုပေးဖို့ကြိုးစားနေတာလားလို့ဆွဆဲတော့ဖုန်းတော်ကြီးကသူဟာရှိပြဟော်ကိန်းနဲ့ရလူကိုလိုက်ရှာနေတာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။ ထို့သူကဂျေဆွေမန်းတိလဲရတော့အချင်းချင်းတိမြဲသွားကြပါတယ်။စုံမကစောက်တော့ဆိုင်သွားပြီးဆက်ကလေးရဲ့ဓာတ်ကိုတွေ့သွားကနောက်ကလိုက်ပါတယ်။ကွင်ဖူးတင်ခြင်းနဲ့ဂျေဆွန်ကိုဆရာနှစ်ယောက်ကအပြင်းအထန်လေ့ကျင့်ပေးပါတယ်။ရုပ်ပိုင်းဆိုင်ရာအပြင်စိတ်ပိုင်းဆိုင်ရာအထိပါစနစ်တကျအတင်ပေးပါတယ်။ဆက်ကလေးကတော့သူမတင်ထားတဲ့မြပြည့်အတက်ကိုပဲတက်တွင်တွင်လေ့ကျင့်နေပါတယ်။လမ်းမှာဆက်ကလေးဟာစနစ်ရှင်ကြီးကြောင့်ပြည်သူတွေတင်နေရတယ်ဆိုပြီးပြောတော့ဖုန်းတော်ကြီးကမုံတိမှုတွေမထားတဲ့ကြောင်းပြောပါတယ်။တချိန်ကစနစ်ရှင်ကြီးဟာ သူမရဲ့ရွာကလူတွေကိုတက်ခဲ့ပြီးသူမမိဘတွေကိုလည်းတက်ပြခဲ့ပါတယ်။အမေရဲ့ကျေးဇူးကြောင့်အသက်ရှင်ခဲ့ရတဲ့စာကလေးကတော့စစ်နေခြင်းကိုလက်စားချေခြင်းနေတာဖြစ်ပါတယ်။သူမရဲ့သဘင်မှာထူထားတဲ့ကြောက်စိမ်းများကဘယ်မတိမျိုးကိုမဆိုတတ်နိုင်တာမို့ဓာကြီးငါးပါးတောင်ကိုသွားပြီးစစ်နေရှင်နဲ့တွေ့ကျင်နေတာပါ။ခဏရကိုဖြတ်ပြီးခီးချမ်းနေလာခဲ့တဲ့အတွက်ရေလိုအပ်နေခဲ့ပါတယ်။ပါလာတဲ့ရေတွေလည်းကုန်ပြီမို့လူရံလေစာရေးကမုန်းရအောင်လုပ်ပါတယ်။ မကြခင်မှာပဲရေစောက်တွေကျလာတာမျိုးပြောနေတော့ထိုးရီတွေကဖုန်းတော်ကြီးရဲ့ကျင်ငယ်ရီတွေမှန်းသိလိုက်ရပါတယ်တောက်ကူမြင်သွားတဲ့ဖုန်းတော်ကြီးကအပြေးသွားကလူရန်နုကိုပြလိုက်ပါတယ်ဒေါ်ဆက်တနီယာမှာတော့ဂျီဆွန်းလေးတန်းပညာကိုကျွမ်းကျင်စွာတက်မြောက်သွားခဲ့ပါတယ်ဂျီဆွန်းနဲ့စာကလေးတို့ကချယ်ရီဘင်းနဲ့အောက်မှာစကားပြောနေတော့ဆုံးမရောက်လာပါတယ်သူမကသူ့ခွဲစကားတွေပြောပြီးမော်တော့ကိုယူဖို့လုပ်ပါတယ်ဒီတော့ဖုန်းတော်ကြီးကဝန်တားရင်တိုက်ပွဲဖြစ်ကြပါတယ်ရန်သူတွေကအင်အားများတာကြောင့်လူရန်နုလည်းမြင်းနဲ့ထွက်ပြေးကြပါတယ် ။ဆုံးမပြေလိုက်တဲ့မြကနောက်ဆုံးကလိုက်လာတဲ့လူရံကိုမှန်သွားခဲ့ပါတယ်။ဒါကြောင့်အနီနာရွာကရှောင်းလင်းကျောင်းကိုသွားပြီးစိတ်ကူပါတယ်။ဒံရကနဲ့တဲ့အတွက်မတိစည်းကသာကုသပြင်းနေမှာပါ။တကယ်တော့လူရံဟာကျေးဇွန်းအရွယ်တုန်းကလေ့ကျင့်ရေးမှာပညာတော်သင်ဆုရာအစ်စ်တီဖြစ်ခဲ့ဘူးပါတယ်။စစ်စီရေးအများကြီးကိုကြော်ဖြတ်ရဖို့အရွေးခံရပြီးအောင်မြင်ပါကမတိမျိုးပညာသင်တွေရဲ့ချိန်ဆဆိုင်ရင်မှာထည့်ပေးမှာပါ။ဒါပေမဲ့သူကကြားခဲ့တာမို့မတိမျိုးအစင်မဟုတ်ခဲ့ပါဘူးလူရံကိုခဲ့ဖို့မတိစည်းရရမှဖြစ်တာမို့ ရေဆွင်ဟာကြောက်စိမ်းနှံတို့ကိုသွားကျင်ခဲ့ပါတယ်ဖုန်တော်ကြီးကအတိုင်းပြည်တစ်ခုလုံးနဲ့လောင်းကြီးထထတာမှုမသွားဘူးတားပါတယ်ညရောက်တော့ရေဆွင်ဟာမော်တော်တန်ယူပြီးကြောက်စိမ်းနှံတို့စီခူးထွက်လာခဲ့ပါတယ်မော်တော်တန်ကိုပြကကြောက်စိမ်းစစ်သားတွေကိုကြော်ဖြတ်ပြီးစစ်နေရှင်စီမတိစေးရင်နဲ့သွားလေးပါတယ်စစ်နေရှင်ကတော့စေးရီကိုစုံမကိုပေးမယ်လို့ကတိပေးထားတာမှုသူတို့နှစ်ဦးကိုတိုက်ခိုက်ခံပါတယ် မော်တော့ပြောက်တာတည်သွားတဲ့ဖုန်းတော်ကြီးကလည်းစက်ကလေးနဲ့အတူလိုက်လာပါတယ်။ဂျေဆွန်ရဲ့တိုင်းပညာကဆုံးမကိုမရှင်းနိုင်ခဲ့ပဲရှုံသွားခဲ့ပါတယ်။ဒါကြောင့်ဂျေဆွန်ကိုတတ်မလို့လုံနေစမှာပဲဖုန်းတော်ကြီးတို့ရောက်လာပါတယ်။မတီစေးကိုယူဖို့လုပ်တဲ့ဆုံးမနဲ့စက်ကလေးကတိုက်ခိုက်နေရတယ်လို့တစ်ဖက်မှာလည်းဖုန်းတော်ကြီးကစစ်နေရှင်နဲ့တိုက်ခိုက်နေရပါတယ်။နောက်တော့ရှောင်းလေးဖုန်းကြီးတွေရောက်လာပြီးမတီစေးကြီးကိုလက်စကန်ကလူရံစီရောက်အောင်ပို့ပါတယ်။လူရံလည်းမတီစေးအစွမ်းနဲ့ပြန်ကောင်းလာကဆုံးမနဲ့ဖိုက်ပါတယ်။ စစ်နေရှင်ရဲ့ဓာတ်ချက်တွေနဲ့ဖုန်းတော်ကြီးကအရင်နေနေတာကြောင့်ဂျေဆွင်စီမှော်ထုတ်ပြပြီးကမြောင်မင်းကိုအသက်ဝင်အောင်လုပ်ခိုင်းပါတယ်ဂျေဆွင်ကမှော်ထုတ်နဲ့မြောင်မင်းရုပ်တုကိုရိုက်တော့အလင်းအောင်တွေဖျားထွက်လာကမြောင်မင်းလည်းအသက်ဝင်လာပါတယ်ဖုန်းတော်ကြီးဟာတကယ်တော့မြောင်မင်းရဲ့ကိုပါတစ်ခုသာဖြစ်ခဲ့ပါတယ်သူကိုလိန်ညာခဲ့တဲ့စစ်နေရှင်ကိုပေပေနေနေဆုံးမကပညာပြပါတယ်ဒီအချိန်စကလေးရောက်လာပြီးကြောက်စင်းများနဲ့ပြစ်တော့စစ်နေရှင်ကသူ့ရဲ့အစွမ်းနဲ့စကလေးစီပြန်ရအောင်လုပ်လိုက်ပါတယ်စစ်နေရှင်ကိုလက်စားမချေနိုင်တော့တဲ့စကလေးဟာ ကျောက်စင်းများကိုခြေစွန့်စီပေးပြီးစစ်နေရှင်ကိုအဆုံးသတ်ခိုင်းပါတယ်။ခြေစွန့်လည်းမြောင်မင်းနဲ့တိုက်ခတ်ရင်သူနာရောက်လာတဲ့စစ်နေရှင်ကိုမျှနဲ့ထိုးလိုက်ပြီးလက်ဆာရှင်းလိုက်ပါတယ်။လူရန်လည်းဆုံးမကိုအနိုင်ပိုင်းကရောက်လာပါတယ်။တာဝန်တွေပြည့်စုံသွားပြီးအလုံးကိုနှုတ်ဆက်ကကျောက်စင်းပြင်ကြီးရဲ့အစွမ်းနဲ့အိမ်ပြန်လာနိုင်ခဲ့ပါတယ်။တတိယလာတော့တိုက်ပုံကနေပြေးကြခဲ့တာဖြစ်ပြီးလူဘူတို့လည်းအနားရောက်လာပါတယ်။ဒီတစ်ခါမှာတော့အရင်ကခြေစွန့်မဟုတ်တော့ပဲလူရန်တို့တင်မေးလိုက်တဲ့တိုင်းကွက်တွေနဲ့ပြန်ချပါတယ်။လူဘူကိုအမောက်သိပ်ပြလိုက်တော့ ကျန်လူတွေလည်းထွက်ပြေးသွားပါတယ်။ရဲတွေရောက်လာပြီးအဖိုးကြီးကိုစေယုံတင်တော့သူဟာမတိမျိုးဖြစ်တာမို့အသက်ရှင်အောင်မှဖြစ်ကြောင်းပြောပါတယ်။အားလုံးပြန်သွားကြတော့စာကလေးတစ်ဖြစ်လေကောင်မလေးတစ်ယောက်နဲ့တွေ့လဲရပါတယ်။ဂျူဆန်ဟာလည်းတမ်းပညာကိုနေ့စဉ်လေ့ကျင့်ပြီးဘဝကိုအေးဆေးစွာဖြတ်သန်းသွားပါတော့တယ်။